ြားစဲဆိုတဲ့သဘောကတော့ဟိုဖြောပြေးရေးလောက်ရတဲ့သဘောပေါ့နော်ဆိုတော့ဒီမှာတော့ဟိုကောမဒီလောက်ရတာပေါ့ဆိုတော့ကောမဒီလောက်ရတော့ကောမဒီပလော်လေးတွေတော့ပါတာပေါ့ဒါကတော့ကြားစဲပေါ်ရောက်မှာပဲကြည့်ကြပါလို့ပဲပြောချင်ပါတယ်ဟုတ်အာဒီအနုပညာသမားဖြစ်လာတဲ့နောက်ပိုင်းမှာတော့ဟုတ်တယ်ပထမဆုံးပဲဒီလူမိနာသမားမဖြစ်ခင်တော့ကတော့အရင်တော့ကတော့ဒါတက္ကသိုလ်တွေပါတွေတော့မှာတော့အဲ့လိုမျိုးပိုကတိကပါဗျာဟိုပါတိပါပေါ့အရင်ကအနုပညာပိုရှိတဲ့ကောင်ဆိုအဲ့လိုက်တော့ရှိတာပေါ့တကယ်အနုပညာသမားတယောက်ဖြစ်လာပြီဆိုတဲ့အချိန်မှာတော့ဒါကျွန်တော်တို့ပထမဆုံးပါခင်ဗျဟုတ် စိတ်တော့မလှုပ်ရှားပါဘူးဟိုကျွန်တော်က entertainer လေ entertainer ကသွားပြီးတော့အဲ့လိုစိတ်လှုပ်ရှားနေပြဿနာကကြံတဲ့လူတွေပါဒုက္ခရောက်ပါမှာပေါ့ဆိုတော့ကျွန်တော်တို့ pre production လုပ်တဲ့ကအကိုကိုလိုမျိုးလည်းစကားကိုတေးချာနားထောင်တယ် dialogue တွေပိုင်အောင်ချက်တယ်အိမ်မှာလည်းတေးချာချက်တယ်ပြီးတော့ဟို rehearsal တွေလုပ်တဲ့အခါမှာအချိန်ချင်းကျွန်တော်လှုပ်ထားတာပေါ့နော်အချိန်ချင်းလှုပ်ထားတဲ့အတွက်လည်းသိစိတ်ပူတာတော့မရှိပါဘူးအဓိကကတော့ရုပ်ရှင်ရိုက်နေသလိုပါပဲ ဒါကြောင့်ရုပ်ရှင်ထုတ်လို့ရေးပေါ့နော်ဟိုကျွန်တော်တို့ဆရာလိုလည်းဖြစ်တယ်အကိုလည်းဖြစ်တယ်ဟို Academy ကိုညုံမင်းလွင်ဦးဆောင်တဲ့ပုံသွင်းရထားဆိုတဲ့ပြဿမှာကျွန်တော်ပေါင်းပြီးတော့တင်ဆက်ကပြပါမှာဟုတ်အဲကျွန်တော်ကအဲ့ဒီမှာစီးပွားရေးသမားပေါ့အာတီတီခံကြားတဲ့စီးပွားရေးသမားပေါ့ဟုတ်ကဲ့ဟုတ်ပြဆက်ဆိုတဲ့သဘောကတော့ဟိုဖြောပြေးရေးလောက်ရတဲ့သဘောပေါ့နော်ဆိုတော့ဒီမှာတော့ဟိုကောမဒီလောက်ရတာပေါ့ဆိုတော့ကောမဒီလောက်ရတော့ကောမဒီပလော့လေးတွေတော့ပါတာပေါ့ဒါကတော့ပြဿနာပေါ်ရောက်မှာပဲ ကြည့်ကြပါလို့ပြောချင်ပါတယ်ဟုတ်အာဒီအနုပညာသမားဖြစ်လာတဲ့နောက်ပိုင်းမှာတော့ဟုတ်တယ်ပထမဆုံးပဲဒီလူမြင်သာသမားမဖြစ်ခင်တော့ကတော့အရင်တော့ကတော့ဒါတက္ကသိုလ်တွေပါတွေတော့မှာတော့အဲ့လိုမျိုးပိုကတိကပါဗျာဟိုပါတိပါပေါ့အရင်ကအနုပညာပို့ရှိတဲ့ကောင်ဆိုအဲ့လိုက်တော့ရှိတာပေါ့တကယ်အနုပညာသမားတယောက်ဖြစ်လာပြီဆိုတဲ့အချိန်မှာတော့ဒါကျွန်တော်တို့ပထမဆုံးပါခင်ဗျာဟုတ်စိတ်တော့မလှုပ်ရှားပါဘူးဟိုကျွန်တော်က entertainer လေ entertainer ကသွားပြီးတော့အဲ့လိုစိတ်လှုပ်ရှားနေပြဿနာကကြံတဲ့လူတွေပါဒုက္ခရောက်သွားမှာပေါ့ဆိုတော့ကျွန်တော်တို့ pre production လုပ်တဲ့က အကိုကိုလိုလွယ်ရဲ့စကားကိုတေချာနားထောင်တယ် dialogue တွေပိုင်အောင်ချက်တယ်အိမ်မှာလည်းတေချာချက်တယ်ပြီးတော့ဟို rehearsal လုပ်တဲ့အခါမှာအချိန်ချင်းကျွန်တော်တို့လှုပ်ထားတာပေါ့နော်အချိန်ချင်းလှုပ်ထားတဲ့အတွက်လည်းသိစိတ်ပူလာတော့မရှိပါဘူးအဓိကတော့ရုပ်ရှင်ရိုက်နေသလိုပါပဲဟုတ်မစိုးရင်ပါဘူးအပေါ်ကပြောချင်တာပြောပါပဲဟာဟုတ်တယ်လေသူကတို့တလုံးတစ်ပါးကအပြည့်စုံချက်လို့မှမရတာ live session ကြီးလည်းဖြစ်နေတယ်ပြီးတော့ပြဇာတ်လည်းဖြစ်တယ်ဆိုတော့ဟိုကိုစီစဉ်ထားတဲ့အတိုင်း rehearsal တိုင်းလည်းဖြစ်ချင်မှဖြစ်တာလေ ျွန်တော်တို့ rehearsal 5ခေါက်လောက်တိုက်ရင်တော့မှ၄ခေါက်လောက်ကမတူနေဘူးလေဆိုတဲ့ခါကျတော့ဒီပေါ်ရောက်ရင်လည်းကျွန်တော်တို့မတူဘူးတွေဖြစ်မှာပဲအဲ့ဒီပေါ်မှာလိုက်ပြီးတော့ပဲကိုအတွေ့အကြုံလေးနဲ့ကိုအဲဖာထေးပြီးတော့ကောက်ကို လိုက်ပြီးကောင်းအောင်ပြင်ဆင်ရမှာပေါ့ဟုတ်အချိန်ဘိုးကတော့ဟိုရုပ်ရှင်တွေဖုံးစပ်မဲ့အချိန်စောက်နေရတဲ့ကာလပေါ့နော်ကိုဘက်ကတော့ပြင်ဆင်စရာရှိတာအကောင်းဆုံးပြင်ဆင်ပြီးသွားပြီအဲပြတဲ့ပြထိုက်တဲ့တာဝန်ရှိသူတွေလည်းအကုန်ပြပြီးပြီးအကုန်လုံးကလည်း acceptable ဖြစ်နေပြီပေါ့နော်လက်ရှိမှာတော့ကျွန်တော်ဘက်ကတော့အဲ့လို ready လေးပြင်ထားတာပေါ့ ready ပြင်ထားပြီးတော့မှ အမှန်ရေးပြလို့ရပြီဆိုတော့ကျွန်တော်တန်းပြီးတော့ဟိုရုံပေါ်ရောက်ဖို့အတွက်တော့ ready စောင့်နေရတဲ့ကာလပါခင်ဗျဆိုတော့မရှိမှတော့ဘယ်အချိန်ဖြစ်မလဲဆိုတော့ကျွန်တော်လည်းမပြောတတ်သေးပါဘူးဗျဟုတ်ပထမဆုံးကလည်းဖြစ်တယ်လို့ဟိုကျွန်တော်ဘွားရဲ့အိမ်မက်လည်းဖြစ်ပါတယ်ကျွန်တော်ကကျွန်တော်ဘွားမှာနှစ်ခုပဲရှိတယ်ရုပ်ရှင်ရဲ့ဘောလုံးရဲ့ဒီနှစ်ခုပဲရှိတာအဲ့တော့ဒီနှစ်ခုကိုပေါင်းဆက်ပြီးလှုပ်ထားတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်အရင်မျှော်လင့်ထားပါတယ်အချိန်လေးစူးစမ်းထားပါတယ်ကျွန်တော်တို့စူးစမ်းနိုင်စွမ်းရှိသလောက်အကုန်စူးစမ်းထားတာဖြစ်တဲ့အတွက် ဒီရုံပေါ်အမြန်ဆုံးရောက်ဖို့လဲရင်ကုန်ဆိတ်လုံချနေပါတယ်ဟုတ်ဒီနေ့ကတော့ကျွန်တော်တို့အာငလီတန်တဲ့ပြည်သူတွေအတွက်ပေါ့နော်ကျွန်တော်အမှုပညာသမားတွေအများကြီးပေါ့နော် အားလုံးဝိုင်းဝန်းကူညီပြီးတော့ပါဝင်ဖော်ပြကြတာဖြစ်ပါတယ်အဲ့ဒီကနေရတဲ့အကျိုးမြတ်တွေအကုန်လုံးကိုလည်းကျွန်တော်တို့ကလှူဒန်းသွားမှာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့လည်းတူတူပါဝင်ပြီးတော့လှူဒန်းပေးပါအောင်လို့လည်းပြောပြချင်ပါတယ်ဟိုတဦးတယောက်တည်းလှူဒန်းတာထက်ဒီလိုအဖွဲ့အစည်းနဲ့လှူဒန်းတဲ့ဟာ ဒါပြည်သူတွေစီကိုပို့ပြီးတော့ရောင်းမယ်လို့လည်းကျွန်တော်တို့ယုံကြည်တဲ့အတွက်ကျွန်တော်တို့တက်ဆွမ်းသမျှလူပညာအားလေးနဲ့လာရောက်ပြီးတော့လှူဒါန်းပါဝင်ရတဲ့ဖြစ်ပါတယ်ခင်ဗျာအားပေးပါအောင်လို့လည်းပြောချင်ပါတယ်